မင်္ဂလာပါမိတ်ဆွေများအားလုံးကိုကျွန်တော်တို့ရဲ့ Listeners Heaven Channel ကနေကြိုဆိုလိုက်ပါရခင်ဗျာကျွန်တော်တော့စာဖတ်ပြသူဝေယံဖြစ်ပါရခင်ဗျာဒီကနေ့မှာတော့မိတ်ဆွေတွေတို့ကို1956ခု အောက်တိုဘာလထုံးမြောက်ရီမဂဇင်းတွင် ပါဝင်ခဲ့တဲ့စာရေးသူဂျဲဘော်၃ကြိမ်ဘူတာယာရေးသားထားတဲ့ဓာတ်တိလို့နာမည်ရတဲ့ဝိထုတိုကိုဖတ်ပြပေးမှာပဲဖြစ်ပါတယ်မိတ်ဆွေများအားလုံးပဲတူတူလိုက်ပါပြီးတော့နားတော်တာသင်ကြည့်ပေးပါအောင်ခင်ဗျာ ဓာတ်တိချွင်ကနေမြေထွက်လာသောအတန်နှင့်အတူဖန်ခွက်ကွဲမှဖန်ဆများသည်ပောက်ကွဲလွင့်စင်လာတော့သည် စကားပြောတန်များကြားမှဂျီမောတန်များနှင့် ပလင်းဖွင့်တန်များသည်မိကိုရေနှင့်တက်လိုက်တဲ့ကဲ့သို့စက္ကန့်ပိုင်းတွင်း၌ငြိမ်ကျသွားလေသည်စူညံစွာဖြင့်စီကားနေသည့်အရက်ဆိုင်တစ်ဆိုင်လုံးသည်တခဏကလေးအတွင်း၌တုတ်တန်တင်းချိုင်းကဲ့သို့အကြတန်ကိုပင်ကြားရခမန်းတိတ်ဆိတ်သွားချေ၏အရက်ဆိုင်တွင်ရှိသပွဲဝိုင်းများ၌ ကိုဖွဲ့နှင့်ကိုပလင်းထောင်နေကြသည့်အယက်တော့ပရိသတ်တို့သည်ယုတ်တရက်ဖန်ခွက်တန်ထွက်ပေါ်လာရအယက်ဆိုင်ဝါတို့ပဇွန်မျက်လုံးများကဲ့သို့သူတို့၏ပြူးထွက်နေသည့်မျက်လုံးများဖြင့်ကမန်းကရန်ကြည်လိုက်ကြသည်သူတို့၏အကြည့်ရင်းတုံ့လှုပ်ခြင်းစိုးရိမ်ခြင်းများအပြည့်ပါနေပေသည်ဖနာစေတိုက်ချွတ်ခြင်းကင်းကွာခဲ့သည့်ကြောင့်ကိုယ့်အကြောင်းများပေါ်နေသည့်နံပါတ်၈ဆိုင်ခန့်ရှိသည့်တယေနီရှူးဖနာကြီးတစုံသည်အယက်ဆိုင်အဝင်ဝတကားပေါင်း၌ပိတ်ကာရက်နေသည်ကို ပထမဦးဆုံးသတိပြုမိလိုက်ကြ၏ထိုဖနက်အထက်မှကွက်ထောက်အနက်နှင့်အဝါကြားလုံးကြီးတစ်ထဲအောက်မှတုတ်ခိုင်သော ခြေသလုံးကြီးများနှင့်ပေါင်လုံးကြီးနှစ်ဖက်ကိုညင်ကြရပေမည်ခါးထပ်ပိုင်း၌ဟောင်းနှွမ်းနေသောမိခိုးရောင်ဘလေးစာကုတ်အင်ဂျီထူထူကြီးအောက်မှ ရေစီပိုင်း၏ကိုလုံးမျိုးနှင့်တူသောပူအိုင်အိုင်ကိုလုံးကြီးကိုမမကြီး တွေ့ရလေသည်မဲပြောင်နေသောအသားထက်တွင်ဝက်မင်ပြီးမှအမွေကြမ်းကြီးများနှင့်ပြိုင်နေသည် လက်ခုံးမွေများဖုံးလွှမ်းနေသောကြီးမားတုတ်ခိုင်သည့်လက်ကြီးနှစ်ဖက်သည်ကိုရင်းကြီးထူထူကြီးဝဲရာရှိခါနှစ်ဖက်ပေါ်၌တင်းတင်းရင်ရင်ကြီး ထောက်ထားလေသည်ကိုလုံးကိုရေကြီးဖြင့်ကန့်ညီ၍တူပြီးတုတ်၍ရှေ့သို့အနှဲငယ်ကိုင်းနေသလိုထင်မြင်စေသည့်လေတိုင်းကြီးအထက်မှပြန့်ကျဲသည့်မျက်နှာဝိုင်းနှင့်အရက်ပူပူကိုလုံးကိုထဲကြီးမားလှသည့်လူကြီးတယောက်ဤတရံသည် ထင်ရှားစွာဖြင့်အရက်ဆိုင်တကားပေါက်၌ပိတ်လျက်တွေ့ရလေတော့၏ တပတ်နွမ်းတက်ကလပ်အုတ်ထုံနက်ပြအောင်၌ကျင်းမြောင်းလှသောစင်မျက်စီနှလုံးနှင့်ရှင်နေသည့်ထိုသူ၏မျက်စီကလေးနှလုံးသည် အရက်ဆိုင်မှလျှက်စစ်ဓမီးအောင်အောင်၌စူးရှနေသောဒေါသရောင်များထွက်ပေါ်နေပါသည်ရှုံ့တွား၍ထောင်ထွက်ခမန်းဖြစ်နေသည့်ထူထူမျက်ခုံးမွေးနှစုံကထိုဆိုင်ဝါမှလူကိုပုံမို့၍ကြောက်စရာတရံဖန်ဆင်းစေတော်သည်ခက်ပြပြနှင့်ပုတူနေသောနှာခေါင်းပြင်ထက်ကိုဖြတ်ကျော်လျက်ဘေဘက်ပါပြင်စီသို့တောက်လျှောက်ပြေးနေသည့် ြီးမားကျယ်ပြန့်လှသည့်အမာယူကြီးမှလည်းထိုသူ၏အတိတ်ကိုဖော်ထုတ်ကာဂုံပြုတ်နေပုံရပေသည်။နတ်မောင်ကကော့ချိတ်လျက်တင်းတင်းရင်ရင်ရှိလာသောနှက်ခမ်းမွေးကြီးသည်လင်းထိုသူအားမြင်ရသူအပေါင်းတို့အတွက်ကြောက်ရွံ့ယိုသေးစေတော့၏။တင်းရင်စိစက်၍ခံခန့်ပုံရသည့်ပါဇက်သည်လည်းထိုသူ၏ရက်ဆက်ပြက်သားမှုအတွင်းစိတ်ဓာတ်ကိုဖော်ထုတ်တတ်သေးခံနေခြင်းသာဖြစ်ပေ၏။မတုံမလုပ်ပဲခါထောက်လျက်ခြေထောက်နှချောင်းကိုကား၍ ခိုင်ခိုင်ကြီးရက်ကကြည့်နေသော အရက်ဆိုင်ဝါမှထိုလူ၏အစင်းသဏ္ဍန်သည်ထိုလူ၏နာမည်နှင့်လိုက်အောင်တုံလှုပ်ကြောက်ရွံ့စေနိုင်သည့်လက္ခဏာများသာဖြစ်စေ၍သူ၏နာမည်ကို ဖော်ထုတ်မပြောရဘဲနှင့် လူဆိုးကြီးတယောက်ဟုတိတာထင်ရှားစေတော်၏ထိုမျက်နှာပြင်တွင် အမာရွတ်နှင့် လူကြီးသည် အရက်ဆိုင်တွင်ရှိ စားတောက်နေသူများမှစ၍တခန်းလုံးသို့တိန်ကျုံကမျက်လုံးဖြင့်လှဲ့လေပြီးကြိရှုလိုက်လေသည်။ဤရင်ဇပွဲသီးသီး၌ တောက်နေစလက်စာဖြင့်ငံ၍ထိုလူကြီးကိုကြည်နေသူများသည်ကြောင်နှံ့ရသည့်ကြွက်ကလေးများပမာ ဖြောက်ကနေဖြောက်ကနေထိုင်နေရာမှထကားအရက်ဆိုင်နောက်ဖေးပေါ်မှ အရှုအရှုကိုယောင်ဖြောက်လျက်လစ်ကြလေသည် အရက်ချိန်၍ရောင်းနေသောရွှေသွားတဝင်းဝင်းနှင့်တရုတ်သည်စိုးရိမ်သည့်မျက်လုံးများဖြင့်နောက်ပိုင်းရှိအဖော်တရုတ်များသို့လေတံနှင့်လှမ်း၍တိုးတိုးကျိတ်ကျိတ်သတိပေးလိုက်၏အရက်ဆိုင်ကောင်တာနောက်၌ငွေစက်ကူများရေတွက်နေသော ွေထင်းသူပိန်ပိန်ပါပါနှင့်တယုံများမှ စက်ကူများရေတွက်ရာမှလက်ချောင်းကလေးများသည်တုံတုံยีနှင့်ဖြစ်လျက်အယောင်ယောင်အမှားမှားရေတွက်မိရှာ၏အရက်ခန်းတခန်းလုံးတောက်သူများရှင်းလင်းသွားသည်ကိုသဘောကျသည့်မျက်နှာကြီးဖြင့်တစ်ချက်ကြည့်လိုက်ပြီးနောက်ထိုတက်ကလက်အုတ်ထုတ်ဟောင်းကြီးကိုစောင်းထားသူသည် အရက်ကောင်တာစီတို့တလှမ်းချင်းလေးလေးကြီးဖြင့်ရှောက်လာခဲ့လေပြီဟေ့အငေဒဗလင်းလောက်ဆန်းလူကြီးရဲ့တန်သည် အရက်ဆိုင်ခန်းကိုထင်း၍သွားစီဟုတ်ဟုတ်ကဲ့ဆရာကြီးရမယ်ရမယ်ပြပြတလဲနဲ့အရက်ချင်း၍ရောင်းတော့တရုတ်သည်အပြေးအလှနှင့်အရက်ဖြူတပလင်းကို လာရောက်၍ထိုလူကြီးရှေ့မောက်သို့ချပေးလေသည်အမစောရာနဲ့အမိကောကမင်းတို့ထုံးစံကို မသိကြဘူးလားဟမ်ကျင်းဝါငောင်ငန်းတန်ကြီးသည် စိုင်းရှင်တရုတ်အားလုံးဤအသေးနှလုံးကို လွင့်စင်သွားစေတော့ဤရမယ်စိတ်ချဆရာကြီးခုမြမြန်ရမယ် တောင်ပန်တိုးရှိုးတန်နှင့်အတူအကြီးကဲလှုပ်သူတယောက်မှာသူဤတယုံများစီတို့အရေးတကြီးလှမ်း၍ပြောလိုက်ပြီးလင်အလွန်ယိုသေးသည့်အမူအရာဖြင့်ပလင်းကိုဖြွင့်၍ဆိုင်ရှင်ကိုယ်တိုင်ကပင်ဖန်ခွက်သေးသူတွန်ထဲ့ပေးလိုက်လေသည်ချက်ချင်းတခဏအတွင်း၌ဆော်ရာနှစ်ပလင်းနှင့်ဝတ်သားကင်တပကံသည်ထိုလူကြီးရှေမောက်သို့လှင်မြန်စွာဖြင့်ရောက်ရှိခဲ့ပေပြီထိုအခိုက်တွင်ဂျီမောစကားပြောတံများနှင့်အတူလူရွယ်သုံးဦးသည် အရက်ဆိုင်သေးသူ စွ၍ဝင်လာသောခြေတံများထွက်ပေါ်လာပါသည်သူတို့သုံးဦးသည် ထောင်းကြကြကောင်တာတွင် အရက်တောင်းနေနှင့်သည်ထိုလ်လူကြီးကိုရုတ်တရက်မြင်ဟန်မတူပါဟေ့တာကြီးအရင်မနေ့နဲ့ဖန်ခွက်ခွဲတွေစိုးမယ်အေးဟုတ်သားဟာဟာဘဲအကောင်များမူပြီးလက်ကမြင်းပြစ်ခဲ့တယ်လည်းမသိဘူးအချင်းချင်းပြောဆိုပြီးဖန်ခွက်ခွဲများကိုရှောင်ကွင်း၍အရက်ဆိုင်သေးတို့လူရွယ်သုံးဦးသည်ဝင်ရောက်ခဲ့မိကြသည် အခန်းတောင်တနေရာရှိသပွဲပေါ်သို့ ဖင်ချ၍ထိုင်လိုက်သည့်တခဏ၌ဟေးတိုင်ထွက်ခဲ့သားသူးရှာကွဲရသော အာနာတန်ကြီးသည်ဝုံကလေးကောင်တာစီမှထွက်ပေါ်လာပါသည်ဤရင်မှလူရွယ်သုံးဦးသည်မိုးကြိုးထစ်ချုံးတန်ကြားလိုက်ရသည့်ဗမာပြုံကလေးအံ့အားတင်သွားပြီးလင်ကောင်တာစီတို့ဂမန်းကရန်နှင့်ကြိလိုက်လေ၏လူရွယ်သုံးဦးမှထိုကြောက်စရာအတန်ကိုအယကျက်ပြီးသူများဖြစ်၍သူတို့အပေါ်သို့ကြားရောက်တော်မြေဘေးဆိုးအန်ဒီယေကြီးကိုကြိုတင်ကမြင်မိနေလေတကား ။အော်ဘူကြီးကို ကျွန်တော်တို့ရုတ်တရက်ဆိုတော့လေပတ်ပုံရသည့်လူရဲတုံးမှနှုတ်ဆက်တလူလူနှင့်တောင်းပန်သည့်အမူအရာနှင့်ပြောလိုက်သည်ရင်။ဟေးဟိုအကောင်တာအေးခေါ်ရမကြဘူးလားကွာ။ဒုတိယမိုးထစ်ချုံတန်ကြီးသည်ဝုံကနေထွက်ပေါ်လာပြန်တော့၏။ဟုတ်ကဲ့လာပါပြီဘူကြီးကျွန်တော်ရုတ်တရက်မကြမိလို့ပါ။ပိန်ပိန်ပပနှင့်လူရဲတူသည်ယိုသေးတုတ်ကွသည့်အမူအရာဖြင့်ထိုလူကြီးအနီးသို့တုံတုံကြီးဖြင့်တွား၍ရက်မိလေသည် ဟဟမင်းခုတင်ကဘာပြောလိုက်တလဲစူသမ်းပါအောင်ကဘဲကအကောင်များအရက်မူပြီးလက်ကမြင်ခဲ့တယ်ဆိုတာလေဖန်ခွက်ကိုတင်းတင်းကြီးဆုပ်ကန်၍တာရေးဆိုသူဤမျက်နာငယ်ကလေးကိုစားတော့ဝါတော့မလို့ကြည်ရင်မေးလိုက်သေးရင်ကျင်းကျွန်တော်ဘူကြီးခွဲခဲ့မှမသိလို့ပါဘူကြီးတောင်းပန်ပါရဲ့ဘူကြီးဟာအော်မမင်းကငါ့အကောင်ကိုခြေနဲ့ကန်ပြီးမှ တောင်းပန်လို့ကြည်ရမလားကွဟမ်တာရေးမင်းငါအကြောင်းရာသွင်းကိုမကြသေးဘူးထင်ပါရဲ့ စင်ကြီးဆိုတာတစင်ကြီးပဲရှိတယ်ဟဲ့ဘိုးစင်ကြီးလူအသေးကိုတနေ့တစ်ခါအရက်နဲ့မြည်ရမှကျေနပ်တဲ့ဘိုးစင်ကြီးလေကောင်းပြီမင်းငါအကြောင်းရာဇဝင်ကိုမတိသိရင်တိလောက်မှတ်လောက်နမူနာကလေးတစ်ခုပေးခဲ့ရမှာပေါ့ကွာစူးရှကျေလောင်သောကျင်းဝါအတန်များဆုံ၌ဖြောင်းဟူသောအတန်ကြီးပါတပြိုင်နက်တည်းထွက်ပေါ်လာလေ၏အတန်ဤရဆုံ၌တာရည်သည် ကြောက်စရာဘိုးစင်ကြီးလက်သီးချက်ကြောင့်အရက်ဆိုင်ကျမ်းပြင်ပေါ်၌ ပုံလျက်သားကြသွားလေ၏ဘိုးစင်ကြီးသည်မကြေနပ်သေးပေကျမ်းပေါ်၌တတိမိနေသောတာအေးအားခြေဖြင့်သုံးလေးချက် စင့်ကာစင့်ကာကန်နေပြန်ပါတော့၏တာအေး၏နှာခေါင်းနှင့်ပါးစပ်တွင်းမှနီရဲသောသွေးများသည်တလဟောယိုကျလာတော့သည် အမှန်မှာထိုခရိုင်တဝိုက်တွင် လူသက်ဓမြတိုက်ချင်း၌ဂုံတူးဆောင်တန်းမှနာမည်ကြီးနေသောထောင်ကိုချင်တောင်မှတ်လျက်ဝင်းချီထွက်ချီဖြင့်တရင်ကြီးခဲ့သူဘိုးစင်ကြီးအမိခံလူဆိုးကြီး ငစင်ကြီးဟူ၍ထိုရက်ဆိုင်တွင်း၌လက်စွမ်းပြနေသည့်လူကြီးအားလူသည့်များခဲ့ပေ၏လူသောဘုစင်ကြီးဟူသောဂုံပုတ်ကို သူ၏ပါဇက်မှဖွေဟကမပြောဆိုမကြေညာရပဲနှင့်သူ၏မျက်နှာအမူအရာနှင့်ကြောက်စရာကိုလုံးကိုရေကြီးကအပိသာတတ်သိခံနေပေ၏အန်ကိုက်ဘလူးမျက်နှာနှင့် တူသည့်ဤဘုစင်ကြီးကိုမြို့ရင်းရှိမြို့တကြီးပလိတ်အမှုရန်အရာထမ်းများက တွေ့ခဲ့လင်းခတ်ဝဲဝဲကရှောင်ကွင်း၍ မျက်နှာချင်းမဆိုင်ဝန့်သည့်အထိဘိုးစင်ကြီးသည်နာမည်ကြီးခဲ့ပေ၏ဤသို့ညင်ဝတ်ပြပြားရေးကိုတာဝန်ရှိသည့်ပလိမ်များမြို့ပြအုပ်ချုပ်ရေးအရာရှိများကပင် စင်ကြီးဟေဟူသောကျင်းဝါသံကြားရယုံနှင့်လွတ်ရကျွတ်ရသို့ခေါင်းဆောင်ပြေးရသည့်အချင်းရာကဘိုးစင်ကြီးအဖို့တဆင့်တက် တကုံတိုးကဘိုးကြချင်းတိုင်းကြရမ်းချင်းတိုင်းရမ်းစေသည့်လန်းခင်းပေးချက်များသာဖြစ်ပေတော့၏ ရိုင်းတိုင်းတိုင်းတလှမ်းချင်းအရက်ဆိုင်တဲမှထွက်သွားသောဘိုးစင်ကြီးအားနောက်ပိုင်းရှိအရက်ဆိုင်ရှင်တယုံများနှင့်အချောင်အနှိမ့်ဆက်ခံရသည့်လူရဲတစုကပါအသက်ပြင်းပြင်းမရှူဝွင့်အောင်ကြည်ကတက်ပြင်းများချမိလေတော့၏အရက်ဆိုင်အပြင်ဘက်၌ပေါအောင်နေရသည့်အရက်သမားများလည်းလူစိုးဘိုးဘိုးစင်ကြီးထွက်သွားမှ အရှူရှူပြန်ဝင်လာပြီးလင် သွေးလိမ့်လိမ့်ဖြင့်တတိမေ့နေသည့်တာအေးကိုဝိုင်းအောင်ပြုစုဖေးမှကစိတ်မချမ်းမသာဖြစ်နေကြလေ၏ဆိုင်ရှင်တယုတ်က ြီးကန်းတောင်းမှောက်ကြည်ကောင်အာဂီဆိုလေဆရာကြီးနော်တီမာလာဆဲခိနခနရိုက်တယ်မကောင်းဘူးအရက်သမားတူကပါဇက်ကိုလက်ညှိုးဖြင့်ပိတ်၍ပြရင်ဟေးပေါ့ဖို့တူတူကြားသွားလို့မင်းကိုပြောရင်နဲ့လေပင်စီတို့ဓာတ်နဲ့လှီးဖြတ်ပုံကိုလုတ်ပြလိုက်သည်ရင်ဆန်ရှင်တယုတ်သည်အယိုးအယိုးဟုညီးတွားရင်ကြောပြင်တွန့်၍ပြလိုက်လေတော့ဤဟေးပေါ့ဖို့နောက်ထပ်ထမင်းတပွဲဟေးအာရမယ်ရမယ် ဒီဘက်ဝိုင်းကိုဟင်းချိုရေလုတ်ပါအောင်ကဘဲနဲ့ခုထိ12မျိုးကျော်မရသေးဘူးလားကမြင့်မြန်လာပြီဆရာကြီးလာပြီဗမာတန်ရောမပီကလာပီကလာနှင့်တရုတ်တန်ပါစူညံနေတော့ဤတရုတ်ခေါဆွဲဆိုင်တဆိုင်တွင်းမှဖြစ်ပါသည်ဇပွဲရှည်ဇပွဲဝိုင်းများ၌ပလောက်ပလောင်စားတောက်နေကြသူများစီတို့ချွေတလုံးလုံးထွက်၍အစီပြန်နေသည့်မျက်နှာနှင့်တရုတ်နှစ်ယောက်သည်စွတ်ကြဲလက်ပြတ်ဘောင်းမီတိုရှိ၌အဝိဖြူပိုင်းကိုပတ်၍မှားသည့်စားစရာများကိုပို့လျက် ဈေးရောက်၍ကောင်းချိန်ပြီထီထီမမနှင့်လူတယောက်ဤတရံသည်ထိုထမင်းဆိုင်စီသို့တိုင်းကွက်နေ၍လာနေချေပြီကြီးမာတုတ်ခိုင်လှသည်ခန္ဓာကိုယ်ကြီး၏အလေးချိန်တန်နှင့် ရေချိန်ကျော်သွားသည့်အရက်၏အချိန်ကြောင့်ထိုတရံရှင်အဖို့ခြေလမ်းမမှန်စေတော့၏ဒေါက်တာဟူသော ဖနက်ခွာတန်ကိုအရကျက်ပြီးသော ခောက်ဆွဲဆိုင်ရှင်တရုတ်သည်စည်ရင်ကိုင်ပေသည်တွက်နေရမှကြပြာကြရာနှင့်ထား၍ဆိုင်တကားဝစီသို့လှမ်း၍ကြည့်လိုက်ပြီး ကြွပါကြွပါဘူကြီးကျွန်တော်မျှော်နေစေလေပတ်စံသိန်းရာစပွဲစီတို့တောက်လျှောက်ဝင်လာခဲ့သောဘိုးစင်ကြီးအမူအရာကြောင့်ထမင်းစားတောက်နေကြသည့်ပရိသတ်များသည်ထမင်းကိုမြ мян လက်ဆတက်ကြလေသည်ထမင်းဝိုက်မှထသူထရေတောက်သူတောက်လက်တောက်သူတောက်နှင့်ခြေရာပြောက်ကစိုင်းပြင်းတို့တချို့ရဲလစ်သူများလှပေ၏ဟေးပေါ့ဖော်ဇီကရပေးစံအာရမယ်ဘိုးကြီးရမယ်ပြပြောဆိုဆိုနှင့်တရုတ်သည် ဆယ်လေးဝင်စက်ကူဘူးတဘူးကိုဖွင့်ကလက်နှစ်ဖက်ဖြင့်တယိုတသေးဘိုးစင်ကြီးတို့ကမ်းလိုက်သည်ရင်ထောင်းကနေကောင်းထောင်လာသည့်ဘိုးစင်ကြီးသည်အမငါ့ကိုမင်းတို့ကဒီလောက်တံပိုးဖြတ်သလားကွာသွားမတော့ဘူးချက်ကနေအတန်ဖြင့် secret ဘူးကိုလက်ဖြင့်ပုတ်၍အခန်းတောင်းသို့ပေါက်ချလွှင့်ပြလိုက်လေသည်အိုးစိတ်မဆိုးပါနဲ့ဆရာကြီးကောင်းကောင်းရပါမယ်နော်ဆိုင်းရှင်တယုတ်သည် ဒေါသထွက်နေ၍မျက်လုံးနှလုံးမှဝင်ဝင်တောက်နေသည်ထင်စီရသည်ဘိုးစင်ကြီးအားချစ်ခိုးတော့မလို့တောင်းပန်ကတရုတ်တယောက်တို့လှမ်း၍អော်ပြောလိုက်မကြမီပင်ငါးသုံးလုံး secret 90ဝင်ဘူးတဘူးသည်ဘိုးစင်ကြီးရှေ့မောက်သို့အယံသိမ့်ရောက်ရှိခဲ့ပေသည်ထမင်းဆိုင်တွင်မှထမင်းစားသူများလည်းတတုပ်ပြီးတတုပ်ထား၍လစ်ကြလေတော့၏ကျုံငွေအသုံးလိုလိုပေးစားဟိအကျို့ခေါဖဲဆိုင်ရှင်တရုတ်သည်နှမျောသည့်မျက်နှာငယ်ကလေးဖြင့်ရပါမယ်ဆရာကြီး သေးလေတိတ်ရောက်မကောင်းဘူးခွာကြလေစပွဲအန်စွဲအတွင်းမှငွေဆက်ကူ၅ချက်ကိုတုံတုံရီရီနဲ့စွဲထုတ်၍မိခိုးများလွင့်ကာလွင့်ကာဖြင့် secret တောက်ရင် အကြံထုတ်နေပုံရသည့်ဘိုးစင်ကြီးရှိသူအသာတင်၍ပေးရလိုက်သည် secret ကိုတစ်ချက်အားရပါးရဖွာထုတ်လိုက်သည့်ဘိုးစင်ကြီးသည်ဆန့်ရှင်တရုတ်ပေးရသည့်ငွေဆက်ကူများကိုတစ်ချက်ငုံ၍ကြည့်လိုက်ပြီးလင်ရှူးရှူးရှက်ရှားဒေါသထွက်တန်ကြီးဖြင့်အာမဒီငွေလောက်ကို မင်းစီမှာငါတောင်းပါမလားဘာလဲကွာအကျို့မင်းကငါ့ကိုပေးရမှာနှမျောသလားရော့ရော့မင်းငွေကဲနှမျောအောင်ကွာပြောပြောဆိုဆိုနဲ့စေရန်ငါးချက်ကိုလက်နှစ်ဖက်ဖြင့်ကန်၍တပြင်းပြင်းမြည်အောင်စုပ်ဖြဲလှင့်ပြစ်လိုက်ရင်ကောင်းပြီမင်းသိမယ်အကျို့အီရင်ဆိုင်ရှင်တယောက်သည်ငယ်ရိတ်ကို မွေပေါက်ခံရသည့်အလားအင်ဒရီမဆောင်နိုင်တော့ပဲဂရုံကြီးနှင့်နေပါဦးဘိုကြီးရေရမယ်ရမယ်ဘိုကြီးလိုချင်တဲ့ပတ်စံပေးမယ်စိတ်မဆိုးပါနဲ့နော် အန်ဆွဲတွင်းမှငွေစက်ကူများကို အမြန်ဆုံးဆွဲထုတ်၍ဘိုးစင်ကြီးကိုင်းကြီးအိတ်ထဲသို့ခါခါရရနှင့် ထိုးကာထဲ့အပ်ရင်းဘာစားမလဲဆရာကြီးအကျော်လားအပြုတ်လားကျွန်တော်တို့ကိုလိုချင်တာပြောပါနော်ဘိုးကြီးကိုလည်းအလွန်အားကိုးပါလေထိုးအခိုက်တွင်မျက်နာကြီးတစ်ခုလုံးအရက်ချိန်ကြောက်ရောဒေါသအချိန်နှင့်ပေါင်း၍နီမြန်းနေသည့်ဘိုးစင်ကြီးသည်မခုတ်တရုတ်ဖြင့်ကလထိုင်ပေါ်သို့ပြန်၍ထိုင်လိုက်ပြီးနောက်ခေါက်ဆွဲဆိုင်ပဝန်းကျင်တစ်ဝိုက်ကို ြည့်ရှုအကဲခတ်လိုက်လေသည်ပထမအချက်မှာသူ့အားလောက်ပုံကင်မုံကိုကြည့်နေသူများရှိနေသေးသလားဒုတိယအချက်မှာသူ့ဆိုင်တွင် ရောက်ရှိနေခိုက်တွင် သူ့အားအယိုသေးပေးသည့်သဘောဖြင့်ဆိုင်တွင်းမှထကာဆိုင်ပြင်သို့ရှောင်၍သွားကြရမည်ဖြစ်သည့်အတွက်ဆိုင်တွင်း၌ပမာမခန့်ပြုလုပ်နေသူများရှိနေ၍လားဟုသောစုံစမ်းလိုသည့်အချက်အလက်မျက်လုံးများဖြင့်ဆိုင်တွင်းသို့လှည့်ကားမျက်လုံးကစားခြင်းဖြစ်ပေ၏ခေါဆွဲဆိုင်တွင်ရှိသပွဲအလုံး၌ စားရေးတန်းလန့်ဖြင့်ထားပြစ်ခဲ့ပုံရသည့်ပိုလိုပလက်ဖြစ်နေသည့်ထမင်းဟင်းပကံများကလတ်ထိုင်လွတ်များသာဘိုးစင်ကြီးသည် တွေ့လိုက်ရပေ၏ထမင်းဆိုင်တွင်ရှိစားပေါက်နေသူပရိသတ်အားလုံးမှသူ့အားကြောက်ရွံ့တုန်လှုပ်ခြင်းဖြင့်အယိုသေးပေးသည့်အနေနှင့်အရှူရှူဆိုင်တွင်မှထွက်ခွာသွားကြပြီဖြစ်ကြောင်းကိုသူကြေနက်လိုက်၏တို့ရရင် ထောင်းတောင်းတနေရာ၌ကလူတယောက်သည် သူ့ဘက်သို့နောက်ကျောပေး၍အေးဆေးစွာဖြင့်ထမင်းစားနေသည်ကို ရုတ်တရက်အချိန်ကလေးတွင်ဘိုးစင်ကြီးကတွေ့လိုက်ရလေ၏သူဝင်လာသည်ကိုသိ၍အခြားထမင်းစားနေသူအလုံးမှ သူ့အားကြောက်ရွံ့၍ရှောင်ရှားသွားကြပါလျက်ထိုသူသည်သူ့အားပမာမခန့်မထီလေးစားပြုလုပ်သည့်သဘောဖြင့်နောက်ကျောပြေး၍ထမင်းဆက်လက် စားဝံသော ထိုသူအားတရှုရှုဒေါသထွက်နေသောဘိုးစင်ကြီးသည်စိုက်၍ကြည်နေလေသည် စင်ကြီးဟူသောနာမည်ကြားလိုက်ယုံနှင့်ထိုဒေသတဝိုင်း၌မိသေးရမည်ဓမ္မတာဖြစ်ပေ၏ ယခုမှမူသူဟာပမာမခန့်လုံနေသည်နှင့် တူလှသောထိုသူကိုကြကြနနကြီးနမူနာပေးရအောင်မည်စုံမရပေအောင်မည်တလန်ချင်းလှမ်း၍ဘိုးစင်ကြီးသည်သူ့ကိုကြောပေးထိုင်လျက်ထမင်းအေးဆေးစွာဖြင့်စားနေသူစီတို့ထွက်ခဲ့လေသည်ဘာမှအကျိုးအကြောင်းတစုံတရာသိရှိဟန်မတူသော ထမင်းစားနေသူကိုဘိုးစင်ကြီးသည် ကောင်းစွာမြင်နေရပေ၏ခေါင်းကိုအဝတ်ဖြူနှင့်ပေါင်းထားသော ထမင်းစားနေသူ၏နောက်ပိုင်းလေပင်း၌ နတ်မောင်နေသည့်စွဲချိတ်ထားသည့်စိတ်ပတိတိုက်ပုံအင်းကြီးဖြူဖြူတပတ်နွမ်းပိတ်လုံးကြီးဖြူဝစ်စင်ထားသည့်လူတယောက်၏နောက်ကျောပိုင်းကို တွေ့မြင်နေရလေသည်အရေးလက္ခဏာကြည့်ရပုံဖြင့်ထိုစိတ်အေးလည်းထမင်းစားနေသူသည် အလူခံပုပ်ကိုလိုလို လူသူတော်တယောက်လိုလိုထင်စေရ၏တို့ရရင်ဘိုးစင်ကြီးအဖို့၌သူ့အားပမာမခန့်လှုပ်သူစည်င်း၌ပါဝင်နေသည့်ထိုလူသူတော်အဖို့အတွက်ကြည်စေးမရှိ ခွင့်လွှတ်ရန် စိတ်မပေါ်ခဲ့ပါ လူမိုက်၌ဆေးမရှိသည်မှာမှန်လာပေ၏။ညိုမဲတုတ်ခိုင်သောသူ၏ညာဘက်လက်ချောင်းမှရှေ့သို့ကုန်း၍ထမဲလောက်ကိုစားရန်အားပြုနေသည့်လူသူတော်၏လေကုတ်ကိုမိမိရရအုပ်၍ဘိုးစင်ကြီးသည်ချုပ်ကင်လိုက်လေသည်။ထမဲစားနေသူသည်တုံကနေဖြစ်သွားပြီ။ရုတ်တရက်နောက်ပိုင်းသို့လှည့်၍မကြည့်ဘဲစဉ်စားနေပုံဖြင့်ငြိမ်သက်နေလေ၏။ဘိုးစင်ကြီးသည်ချုပ်ကင်ထားမိပြီဖြစ်သည့်လူသူတော်အားမိမိလက်မှညာဘက်သို့ဆွဲ၍လေကုတ်ကိုလှည့်စေပြီး သူ၏မျက်နှာစီသို့ကြည့်စီရန်ရုတ်သေးရုတ်လိုသဘောထားပုံနှင့်လူသူတော်ကို အကြည့်ခိုင်းလိုက်လေသည် လူသူတော်သည်အံ့အားသင့်စွာဖြင့်မိမိအားအတင်းအာဓမလေကုတ်ကိုကြမ်းတမ်းစွာ ဆွဲကရင်နောက်ပိုင်းသို့လှဲ့ကာကြည့်စီသူ၏မျက်ခွက်ကိုတဲ့တဲ့မဲ့မဲ့ကြီးကြည့်လိုက်လေ၏ဘိုးစင်ကြီးနှင့် လူသူတော်တို့နှစ်ဦး၏အကြည့်ချင်းကတပြိုင်နက်တည်းစုံမိကြလေတော့၏ခက်ထန်ကြမ်းကြုတ်လှသည့်မျက်နှာရှင်ဘိုးစင်ကြီးက စက္ကန့်ပိုင်းတွင်း၌အလွန်အံ့ဩထူးဆန်းလှစွာဖြင့်အမူအရာတစ်မျိုးပြောင်းလဲသွားတော်၏ယခင်ကစက္ကန့်ပိုင်းတွင်းမှရက်ဆက်မောက်မာလှသောသူ့အပြင်လူမထင်သည့်မျက်နှာအမူအရာများသည်ယခုစက္ကန့်ပိုင်းတွင်း၌ပင်အလွန်အမင်းကြောက်ရွံ့ခြင်း အကြီးအကျယ်တုန်လှုပ်ခြောက်ခြားသွားခြင်းစသည့်စိတ်ထိခိုက်မှုတုန်လှုပ်ခြင်းအစွန်ဆုံးသို့ရောက်ရှိသွားသည့်ဘိုးစင်ကြီးမျက်နှာအမူအရာမှာဖုံးကွယ်၍မရအောင်အရှင်သာပေါ်ထွက်နေတော်၏ လူသူတော်၏လေကုတ်ကိုစောက်ကင်ထားသောဘိုးစင်ကြီးလက်ချောင်းများမှရုတ်တရက်ချက်ချင်းသွေးကြောများပြက်ထွက်သွားသကဲ့သို့လံ၍စောက်ကင်ရာမှလွတ်ချလိုက်လေ၏လူသူတော်သည်ဘိုးစင်ကြီးမျက်နှာကို ကြည့်နေရမှမှတ်မိပုံရသည့်အနေဖြင့်အမဘသူတော်လို့လက်ဆက်သက်တော်မင်းကိုကအေးဆေးစွာတခွန်တဲပြောလိုက်ပြီးဘိုးစင်ကြီးကိုပင်အေးမလုံဆက်မကြည့်တော့ပဲသူ့ထမင်းပွဲရှိရာသို့ပြန်လှည့်သွားလေ၏ဘလကြီးမသလား ခတ်ထန်ကြမ်းကြုတ်လှသောဘိုးစင်ကြီးသည်အယုတ်ကျိုးပြတ်ကြတဲ့ကဲ့သို့တကောက်ခွေးမှညွ၍ဖင်ထိုင်ကကျသွားပြီလင်အိယာမှလမ်း၍နိုးလာသည့်လူတယောက်ကဲ့သို့ခေအောင်ကရန်းဖြင့်နောက်သို့လှည့်မကြည့်တော့ဘဲထိုလူသူတော်ရှိရာမှနောက်သို့ခက်မြမြန်ဆုတ်ခွာနေတော်၏ထူးဆန်းလှသည့်အပြုမူနှင့်ပြပြပုံကိုခောက်ဆွဲဆိုင်ရှင်တယုံများနှင့်ချောင်း၍ကြည်နေကြသည့်အပြင်ထမင်းဆိုင်လစ်ထွက်ခဲ့ရသူများကပါမြတ်တော်မခတ်တန်းကြည်နေမိကြလေ၏ ကမန်းကနဲနှင့်နောက်သို့မကြည့်ပဲခတ်ကုန်းကုန်းကြီးစောက်ခွာခဲ့သောဘိုးစင်ကြီးဖင်ပိုင်းသည်ကလထိုင်းတလုံးကိုဒုံကနေဝင်၍တိုက်လိုက်ပြန်၏တို့ရရင်ထမင်းစားနေသော လူသူတော်ကလုံးဝဂယုမဆိုင်တန်းထမင်းကိုဆက်လက်စားလျက်ခောက်ဆွဲဆိုင်အပေါက်ဝအရောက်တွင် ကုန်းကွက်ကွက်ကြီးတရန်ဖြင့်ဇောချွေရီတတိကြီးယိုစီးနေသည့်ဘိုးစင်ကြီးသည်တစ်ချက်တည်းဆိုင်ပြင်ဘက်သို့ဖနှောက်နှင့်တင်ပါတသားရဲကြောင်ပြေးထွက်သွားလေ၏ ဘိုးစင်ကြီးပြေးလှပုံကြောက်ရွံ့ပုံမှာသူ့အားအလွန်မင်းကြောက်စရာအန်ဒီရဲ့ကောင်တစ်ခုကထက်ကြံမကွာလိုက်၍တက်ဖြတ်တော်မည်အခြေအနေမျိုးမှာလွတ်အောင်ပြေးနေသည့်အသွင်ကိုစောင့်စီပါ၏တို့ရရင်လူသူတော်ကဟမ်မပြတ်အေးဆေးစွာဖြင့်ထမင်းစားလျက်ရှိနေပေသည်တခဏအတွင်း၌ခောက်ဆွဲဆိုင်ရှင်အကျို့တရုတ်စပွဲရိုးများနှင့် ထမင်းစားရင်လက်ခဲ့ရသူဗမာတိုက်တို့သည် လူသက်သမားဓမြဘိုးစင်ကြီးမှာ ညနေချင်းမဆိုင်ဝအောင်ကြောက်ရွံ့ပြေးရသည့်လူသူတော်ဝိုင်းအောင်၍လာရောက်ကြီးကြလေတော့၏ဆိုင်ရှင်အကျို့သည်ကျင်းနှံ့နှစ်သိမ့်စွာဖြင့်လူသူတော်ကိုကြည့်ကဆရာကြီးဘဲကလေဘဲစွာမလို့တော့အေးစေးတည်ငြိမ်စွာဖြင့်ထမဲစားနေသည့်ပိန်ပါကြုံတီနေသည့်ကိုလုံးနှင့်မျက်တွင်းချမ်းချိုင်နှင့်လူသူတော်သည် ထမဲလောက်ကိုရက်လိုက်ပြီအော်ကျုပ်ကိုမေးသလားတော့ကပါပဲခုကျုပ်ချင်းမြင်တင်ဖျားသွားဖို့မလို့ အရင်လူရည်လေပုံရသောဗမာတယောက်မှာခုတင်ကဆရာကိုလေကုတ်လာပြီးညှက်တဲ့လူဟာလူသိုးကြီးဗျတိတ်ကြောက်ဆရာကောင်းလိုက်တာဗျကျွန်တော်ဖြင့်ဆရာအတွက်အပြင်ကချောင်းကြည့်လို့မြင်ရလို့ထမင်းလောက်ကိုဝါရင်လူသူတော်ကခုတင်က လူလာမစိုးပါဘူးဗျာအလကားလူပါအော်ဆရာကဒီလူသိုးဘော်ကြီးကိုတည်သလားစိုးစမ်းပါဦးလူရဲမှာတောင်းပန်သည်ရင် လူသူတော်သည်တည်ပါတော့ဗျာကောင်းကောင်းကြီးတည်ကြတာဗော့ တရထဲသားတွေပဲတောင်းပန်သည့်လူရဲမှာဆက်လက်၍တဆိတ်သူ့အကြောင်းပြောပြပါဦးခမညာကျွန်တော်တို့ဖြင့်သူ့နာမည်ကြားရင်ကြောက်နေရတာခမညာတိတ်နာမည်ကြီးတဲ့စိုးတဲ့လူစိုးဘုံကြီးခမညာပိတ်ဖြူနဲ့လူသူတော်ကဒီအကောင်တိတ်တက်တည်နေတဲ့အကောင်ပြပြီးတော့အလွန်ကြွားလုံးထုတ်တတ်တယ်ပြီးတော့ပို့ပြီးအသုံးမကျတာက သူများနာမည်ကိုအလွဲသုံးစားလုပ်တတ်တယ်ဒါကြောင့်ကျုပ်တီဘွားကိုမရောက်ခင်မကူးခင်က ကျုံနမဲကိုအလွဲသုံးစားလုပ်ပြီးဖြက်စီးလို့သူ့ကိုကျုပ်ကိုယ်တိုင်ခေါ်ပြီးဆုံးမမိခဲ့တဲ့အလကားလူညာငပွားကြီးပါဗျာကျုပ်ဆုံးမတာလက်လွန်သွားလို့သူ့မျက်ခွတ်မှာတေယာပါဒံယာအမာရွတ်ကြီးကြံ့ရစ်ခဲ့တယ်အင်းလေကျုပ်ရဲ့မကောင်းခဲ့တဲ့အကုသူဘဝဟာမုန်းစရာယွန်းစရာပါပဲဗျာဒီရဖြစ်မျိုးနောက်ကိုမကြုံပြရစေနဲ့ဘေးမှာဝိုင်းဝန်း၍မေးမြန်းစုံစမ်းကြသောတေယုတ်ရောဗမာရောပြိဿအားလုံးမှာ စကားမပြောနိုင်ကြဘဲပါဇက်များဟကအံ့အားသင့်၍တွားကြလေသည်ထို့နောက်ထမင်းဆိုင်ရှင်အကျို့မှဂျားဝင်၍ဒါဖြင့်ဆရာကိနမေဘလို့ခေါ်ရလဲကျောက်နမေလားမောင်စင်နဲ့ဥပဒကမောင်စင်နဲ့ဗျလူသူတော်သည်ဆိုင်ရှင်တယောက်၏အမေကိုဖြေလိုက်ရင်းနှင့်ချောင်းတစ်ချက်ဟန့်လိုက်ပြီးနောက်လွန်ခဲ့တဲ့၃လနှစ်တုန်းကတော့ဒီခရိုင်တစ်ခုလုံးကတော့ကျောက်ကိုလူโซကြီးငစင်ဓမြဘူစင်ကြီးလို့ခေါ်ကြတယ် ကျုပ်ရဲ့မကောင်းမှုကိုကြုံမြင်ပြီးခုတော့ဝဲကြောင်ကိုစွန့်ပြီးသူတော်ကောင်းဖြစ်ခဲ့ပါပြီဗျာညီညီညူညူဖြင့်ပြောလိုက်ပြီးနောက်30ဘုံတတ္တဝါအပေါင်းချမ်းသာကြပါစေတိုးတိုးကလေးဆုတောင်းကမြစ်တာပို့လိုက်လေတော့တည်းဘိုတာယာရဲဘော်၃ချိတ်မိတ်ဆွေများခင်ဗျာအခုဆိုရင်တော့1956ခုအောက်တိုဘာလထုတ်မြရီမဂဇင်းတွင် ပါဝင်ခဲ့တဲ့ စာရေးသူရဲဘော်၃ချိတ်ဘိုတာယာရေးသားထားတဲ့ ဓာတိလို့နာမည်ရတဲ့ဝိထုတူကိုဖတ်ပြလို့ပြီးဆုံးခဲ့ပြီပဲဖြစ်ပါတယ်။အခုလိုမျိုးနားထောင်ပေးခဲ့ကြတဲ့မိတ်ဆွေအပေါင်းကိုလည်းကျွန်တော်တို့ရဲ့ Listeners Heaven Channel ကနေအထူးပဲကျေးဇူးတင်ရှိသလိုမိတ်ဆွေတွေအားလုံးလည်းတာယာအေးချမ်းတဲ့နေကလေးတွေကို ပိုင်ဆိုင်နိုင်ကြပါစေလို့စွန့်မွန်ကောင်းတောင်းပေးလိုက်ရပါရခင်ဗျာ။